ားလုံးမင်္ဂလာပါမန်ချက်စတာယူနိုက်တက်အသင်းရဲ့နီးပြရူဘင်အမရွန်ကိုကလပ်အသင်းဘက်ကတော့ယုံကြည်မှုအပြည့်အဝနဲ့ဆက်ပြီးထိန်းထားဖို့ပြင်ဆင်ထားပါတယ်စာဂျင်ရက်ကလစ်ရဲ့အဆိုအရမန်ယူနိုက်တက်ကရူဘင်အမရွန်ပေါ်ယုံကြည်မှုအပြည့်အဝရှိနေစေဖြစ်ကြောင်းနဲ့နောက်ဆုံးအိမ်ကွင်း၃ပွဲဆက်တိုက် ဒါပရီးမီးယားလိမှာနိုင်ပွဲရရှိခဲ့ပြီးနောက်ဆာဂျင်ရက်ကလစ်နဲ့တာဝန်ရှိသူတွေကအာမရွန်ကိုဆက်ထားဖို့ဆုံးဖြတ်ထားတယ်။ဆိုတော့ရူဘင်အာမရွန်က2023နောက်ပိုင်းမှာမန်ယူနိုက်တက်ကအင်ဂွင်း3ဘွဲ့ဆက်ပထမဆုံးချိန်နိုင်ခဲ့တာပါ။မန်ချက်စတာယူနိုက်တက်အတွက်ဒါဒီဘန်လင်နဲ့ပွဲမှာသူတို့နိုင်3-2နဲ့နိုင်တယ်။ပြီးတော့ Chelsea ကို2-1နဲ့နိုင်ပြီးတော့ဟိုတနေ့ကပဲ Sunderland ကိုနကူပြတဲ့အနိုင်ရခဲ့တာဖြစ်တယ်။ရူဘီအမရွန်ကိုတိုင်ကလည်းသူ United ရဲ့နီးပြရာဒူးကို သေးကြပေါအကောင်းဆုံးဆွမ်းဆောင်တော့မှာဖြစ်လို့သူကိုယ်တိုင်ထွက်ဖို့အစည်းအဝေးမရှိကြောင်းဆိုထားလို့ကစားမတွေအားလုံးကလည်းထောက်ခံနေလို့ဆိုရဲဆိုအခုလက်ရှိမှာ United ရဲ့နီးပြဖြစ် Ruben Amron သေးကြပေါဆက်ရှိဖို့ ਨੇ ရာတီကုန်တီဆက်ရှိအောင်မှာဖြစ်ပါတယ်